။ထောင်မြောင်းနယ်လူငယ်အားစုတပိတ်ကော်မတီကလဲပေါ်ဆွေးနွေးဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ဘာလို့ရောက်လာတာလဲဆိုတော့ကျွန်တော်မိဘပြည်သူလူထုကိုဂရင်းစကားပေးချင်လို့ဖြစ်ပါတယ်။ဒါကဘာလဲဆိုတော့အကြမ်းဖက်စစ်ကောင်စီကတရားမဝင်အတူရောင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်ဖို့ဆောင်ရွက်နေပါတယ်။ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူး။ဤသူလူထုကလက်မခံတဲ့ဤသူလူထုရ ဆန္ဒမပါတဲ့အတူရောင်ရွေးကောက်ပွဲညတာဖြစ်ပါတယ်အဲ့တော့ဒီရွေးကောက်လူသက်စစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲဟာသွင်းသွင်းရွေးကောက်ပွဲပဲဖြစ်ပါတယ်ညစစ်ကောင်စီဟာသူ့ရဲ့တရားမဝင်နဲ့တရားဝင်မှုကိုနိုင်ငံတကာကအတိအမှတ်ပြုအောင်ဒီအတူရောင်ရွေးကောက်ပွဲကလည်းဖန်တီးနေခြင်းဖြစ်ပါတယ်ဒီတော့ဒီရွေးကောက်ပွဲဟာရုပ်သက် ပါတယ်ကျွန်တော်တို့ပြည်သူလူထုကကျွန်တော်တို့ပြည်သူလူထုလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲအကြတဲ့ကိုပြင်လဲစေမဲ့ ျွန်တော်တို့ထပ်ပေါက်မဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုရဲ့ထပ်ပေါက်လုံးဝမဟုတ်ပါဘူးစစ်ကောင်စီရဲ့ထပ်ပေါက်ခုတာဖြစ်ပါလေဒီတော့ဒီရွေးကောက်ပွဲဟာထပ်ပေါက်မဟုတ်တဲ့ထောင်ချောင်းဖြစ်ပါလေအတူရောင်ရွေးကောက်ပွဲပြီးလေကျွန်တော်တို့တော်လှန်ရေးကစက်ချမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးကဘယ်တော့ရက်တက်မလဲ အကဲဝါရရှိတဲ့ဒန်တူညီများမှုကိုအခြေခံတဲ့ကြွကြွဒီမိုကရေစီကိုရရှိမှာပါလေကျွန်တော်တို့တော်လှန်ရေးရက်တက်မှာဖြစ်တယ်ကျွန်တော်တို့ရဲ့ပန်းတိုင်းဟာရရှိမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့မိဘပြည်သူလူထုအနေနဲ့ဒီစစ်ကောင်စီကပြုလုပ်တဲ့ထောင်ချောက်ဖြစ်တဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ ဆက်ကျင်ပေးတာပါကျွန်တော်တို့ရဲ့ဘန်းနိုင်ဖြစ်တဲ့ Federal Democracy ကိုရရှိဖို့ဆိုရင်စစ်အာဏာရှင်တို့ကဒီစစ်မိုက်စာတွေကိုကျွန်တော်တို့သာဝရပါဝင်ရှင်တံခွင့်ပေးနေတဲ့2000ချေဦးတစ်ခုလုံးကိုကျွန်တော်တို့ရှင်ဖြတ်ကြရမှာဖြစ်ပါတယ်ဒီတော့ဒီစစ်မိုက်စာတွေကို ်ထာဝရပါဝင်စင်တာတွင်ပေးနေခဲ့ဒီ2008ခြေဥအောက်ကကျင်းပပြုလုပ်တဲ့ဒီအတူရောင်ရွေးတောက်ပွဲဟာတေလူမျိုးပါဖြစ်နေတဲ့တေလူမျိုးပါဖြစ်နေတဲ့စစ်မိတ်စာကိုပြန်လဲအသက်သွင်းခြင်းဖြစ်ပါတယ်ဒီဘက်ကြောင့်မိဘပြည်သူများအနေနဲ့ဒီ